ရှင်ဘုရားတဲ့မူပီဘုရားရှိခိုးတရားထိုင်ရင်ဘယ်လို အပြစ်တွေဖြစ်ပါသလဲဘုရားတဲ့အရှင်ဘုရားတဲ့မူပီဘုရားရှိခိုးတရားထိုင်ရင်ဘယ်လိုအပြစ်တွေဖြစ်ပါသလဲဘုရားတဲ့။အားရောက်ပြီးတော့မှမိထားတာဖြစ်ပါတယ်။အမှုသမားသူတော်ကောင်းများ အရင်မူလာပြီးဆိုရင်တပည့်တော်တို့တရားနာခြင်းနဲ့ဖရပရိပတ်နေရွတ်ခြင်းနဲ့ဖရဖရရှိကိုခြင်းနဲ့ဖရအဲ့ဒီလိုလုပ်လို့တပည့်တော်တို့တွေကုသိုလ်ရသလားဆိုတဲ့မိကုန်းနဲ့ပတ်သက်လို့ပေါ့ဒီပုဂ္ဂိုလ်တွေဟာသူတို့မှာကောင်းတဲ့ပါရမီတက်ခံနေရှိတယ်။အဲကောင်းတဲ့တရားတရားလေးတွေရှိတယ်။အရင်မမူဘဲနဲ့သာဖရရှိကိုမယ်ပရိပတ်ထန်းနေရွတ်မယ်ဒီလိုလုပ်မယ်ဆိုရင်ပို့ပြီးတော့မှအကျိုးကျေးဇူးများပါတယ်။အရင်မူပြီးတော့မှလုပ်မယ်ဆိုရင်တော့ ပြီးတော့အဆင်မပြေဘူးပေါ့နော်အရက်တောက်တယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့တချို့ကလည်းပဲကြိုက်လို့တောက်တယ်တချို့ကလည်းပဲပေါဝန်းကျင်ကဖြစ်စည်းလိုက်လို့ပြက်စည်းပြီးတော့အရက်တောက်တတ်သွားတာမျိုးနောက်တစ်ခုကစိတ်ညစ်စရာတွေစိတ်ရှုပ်စရာတွေနဲ့တွေ့တော့စိတ်ထွက်ပေါက်အနေနဲ့အရက်တောက်တာမျိုးတွေလည်းပဲအမျိုးမျိုးအဖုံဖုံရှိပါတယ်ဘလို့ပဲဖြစ်ဖြစ်ပေါ့လေအေးဘာရဏတိပြည်မှာတုတ္တိယဆိုတဲ့အမျိုးသားတစ်ယောက်ရှိတယ် အမျိုးအနွယ်ကြီးတဲကပေါ့။သူက၅ပါးသီလကိုမကြိုးမဖောက်မပြောက်မကြားရအောင်ထိန်းသိမ်းစောင့်ရှောက်တယ်။သူက၅ပါးသီလကိုလုံပေမဲ့လို့သူ့ရဲ့တငယ်ချင်းအပေါင်းအသင်းတွေကတော့အရက်သေးစားတောက်စားတဲ့ပုံကိုယ်ကြီးကြီးပဲဖြစ်ပါတယ်။သူတို့နဲ့အပြင်ကိုသွားပြီးဆိုရင်သူ့တငယ်ချင်းတွေကအရက်သေးတောက်ကြစားကြအမဲသားတွေကိုမိနဲ့กินမြေးကြပေါ့ဒီလိုလုပ်ကြတယ်။ဒုတိယကတော့ဘေးကနေထိုင်ကြည့်နေတာပေါ့။သူ့တငယ်ချင်းတွေကတိုင်ပင်တယ်။ ါတို့တွေဒီတုတ်တိယကိုအရက်မူးအောင်တိုက်မယ်အရက်ဆွဲအောင်တိုက်မယ်ဒါမှသာလျင်ငါတို့တွေငွေကုန်ကြီးကြတတ်တာမယ်သူ့ရှိကလည်းညစ်ပြီးတော့တောက်လို့ရမယ်ဆိုတဲ့အနေနဲ့တရက်မှာဒီပရုံမာကြာရွက်ကြီးကိုအရက်တွေထုတ်ပြီးတော့မှယူလာပါတယ်ယူလာတော့တုတ်တိယကမေးတာပေါ့အဲ့ဒါဘာတွေတော့နဲ့ဒါကြာပြားရေးလို့ခေါ်တယ်အမင်းတောက်ကြည့်မလားဆိုတော့ဟာကောင်းတာပေါ့ငါတောက်ချင်တာပေါ့ဆိုတော့သူ့ကိုတစ်ခွက်တစ်ဖလားငှဲ့ပေးလိုက်တယ်တောက်ကြည့်လိုက်တဲ့အခါမှာ အရန်ကောင်းတာပဲတဲ့အော်သူတွေ့တာကအော်ငါဘဝမှာတဲ့ဒီလောက်ကောင်းတဲ့အရင်မျိုးတခါမှမတော့ဘူးဘူးတဲ့ကောင်းလိုက်တာတဲ့အဲတစ်ခွက်တော့နှစ်ခွက်တော့မင်းတို့ကောင်နေငါ့ကိုမမှန်ပြောစမ်းဒီအရေးဟာမင်းတို့တောက်နေတဲ့တေးရေအရမလားဆိုဟုတ်ပါတယ်တဲ့ငါတို့တွေမင်းကိုလိန်တိုက်တာပါကောင်းလိုက်ကြကွာတဲ့ရှိသေးလားငါ့ကိုပေးပါဦးမရှိတော့ဘူးဆိုတော့ကဲမရှိရင်သွားဝယ်ဆိုပြီးလက်ကနေလက်စွပ်တကွင်းချုပ်ပြီးတော့မှပေးလိုက်တယ် ဘုတ်တငယ်ချင်းတွေကလည်းသွားဝဲတာပေါ့ပြန်လာတော့မူအောင်တောက်ကြတယ်ဘလောက်ထိတောက်လိုက်လဲဆိုရင် မျက်စိတွေကလည်းနီလို့ရဲလို့လက်တွေကလည်းတုံတုံကြည့်ကြည့်ပေါ့အိမ်ပြန်လာတော့ဖခင်ပုံသားကြီးကသူ့သားကိုမြင်တော့စိတ်ချင်းရဲတယ်။အော်ငါသားအရဲတောက်တတ်သွားပြီ။ဒုက္ခပါပဲအမှုပြေမှ ဆုံးမအောင်ပဲ။အမှုပြေတော့ဆုံးမတယ်ငါသားတဲ့။မင်းဒီအရဲကိုမတောက်ပါနဲ့။ဒီအရဲကိုတောက်တာမသင့်တော်ပါဘူးကွယ်။ဖေရဲ့တဲ့ကျွန်တော်ဘဝမှာ ဘယ်လိုကောင်းတဲ့အရင်မျိုးတခါမှမတောက်ဘူးအခုမှပဲဒါပထမဦးဆုံးတောက်ဘူးတာဆွဲသွားပြီဖေးတဲ့ငါသားတဲ့မင်းဒီရရက်ကိုဆက်ပြီးတော့တောက်မယ်ဆိုရင်ငါတို့ရဲ့စီစဉ်ဥစ္စာတွေလည်းပဲပျက်စီးလိမ့်မယ်ငါတို့ရဲ့အမျိုးအနွယ်လည်းပဲပျက်စီးလိမ့်မယ်မလို့ပါနဲ့သားရဲ့ပြောပါတယ်ဘလို့မှပြောလို့မရဘူးမင်းဒီလိုပြောမရဘူးအရက်ကိုဆက်တောက်နေမယ်ဆိုရင်တော့ငါတို့ကမင်းကိုအမွေပြဆွန့်လို့ရလိမ့်မယ်အမွေဖြတ်ရလိမ့်မယ်လို့ပြောတော့အဖေတို့ကနဲ့အဖေ အမွေပဲဖြတ်ဖြတ်ဗာပဲဖြတ်ဖြတ်တဲ့ကျွန်တော်ကတော့ဒီအရက်ကိုတော့မဖြတ်နိုင်ဘူးကျွန်တော်ကတော့ဆွဲသွားပြီဒါနဲ့ပဲဒီတုတ်တိယကိုတုတ်တိယအမျိုးຫນွေကနေပြီးတော့အမွေပြဆွန်တော့လိုက်ပါတယ်ဆွန်တော့တော့လမ်းပေးမှာပဲအရက်ဒီစားတွေတောက်စားတယ်အဲအရက်တောက်လို့ပိုက်စားပြီဆိုရင်ခွက်ဆွဲပြီးတော့တောင်းစားတယ်ဒီလိုပဲမူမူယူယူနဲ့နေလာလိုက်တာနောက်ဆုံးအုတ်နိုင်ရလေးကိုမီးပြီးတော့ပလင်းလေးကိုပိုက်ပြီးတော့တည်ဆုံးသွားပါတယ် ဒါဒီဒုတိယဟာပဝန်းကျင်ကတငယ်ချင်းပေါင်းသင်းတွေကဖြက်စီးလိုက်လို့ဖြက်စီးသွားတဲ့ပုံကိုလေးဖြစ်ပါတယ်။သူကအရင်တော့ဆိုရင်၅ပါးဒီလာကိုခံယူကျင့်သုံးဆောက်တည်တယ်။အဲဒီတော့ကတော့လူရည်လူတန်းပေါ့။အားလုံးကလည်းချစ်ကြတယ်ဝိုင်းပြီးတော့မှခေါ်ခြင်းပြောခြင်းကြတယ်။အရင်မူသမားအရင်သမားဘဝကိုရောက်သွားတော့ဘယ်သူမှလည်းမခေါ်ခြင်းမပြောခြင်းလမ်းပေးမှာပဲခွေးတွေဝတ်တွေတည်သွားရတယ်ပေါ့။ကဲဒါထားပါတော့လေ။ဒီအဲ့ရမူတဲ့ပုံကိုယ်တွေ ဖျားရှိကိုတယ်ပိတ်ပဌာန်းနေရွတ်တယ်ကုသိုလ်ကောင်းမှုရလားဆိုတော့ဘုံဘုံတို့တက္ကရာကမတွေကိုကုသိုလ်ကောင်းမှုပြုတော့မယ်ဆိုရင်ဥစွာပထမသီလကိုအရင်ခံယူကျင့်သုံးစောင့်တည်ခိုင်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကိုယ်မှာသီလတရားတွေလုံကြုံနေပြီဆိုရင်စိတ်ကလည်းပဲတည်ငြိမ်လာတဲ့ဖြူစင်လာတဲ့စိတ်ဖြူစင်တဲ့အတွက်ကုသိုလ်ကောင်းမှုတွေကိုပြုရမှာပြုရတာပို့ပြီးတော့မှအကျိုးကျေးဇူးများတယ်။နောက်ပညာအနေနဲ့အမားအမား အကောင်အဆိုးအကြောင်းအကျိုးကိုလည်းဝေဖန်ပိုင်းခြားနိုင်တယ်။ပြောချင်တာကတော့သီလရဲ့၊တမာတိရဲ့၊ပညာရဲ့ပေါ့။ဒီသုံးချက်ပေါ့နော်။ဒီသုံးချက်ညီပြီးတော့မှ ပြည့်စုံတဲ့ကုသိုလ်ကောင်းမှုမျိုးဟာအပေါ်ပြီးတော့မှအကျိုးကျေးဇူးများတယ်။ပို့ပြီးတော့မှအကျိုးပေးထက်သန်တယ်ပေါ့။ကဲအဲ့ရမှုတဲ့ပုံကိုယ်တွေကုသိုလ်ကောင်းမှုပြုကြတယ်ဆိုကြပါစို့တရားနာတယ်။တရားနာတဲ့ဒီအမှုသမားဟာတကယ်ကိုဒီတရားတွေကိုအမှတ်မိနိုင်ပါမလား။ ဒီတရားရဲ့အမှားအမှန်အကောင်းအဆိုးတွေကို သူခွဲနိုင်ရလားသူခွဲခြားနိုင်ရလားအမှုပြေသွားတဲ့အခါမှာကောဒီကိုနာလိုက်တဲ့တရားတွေကိုမှတ်မိရလားဒါလေးတွေကိုပြန်တွေးရမှာဖြစ်ပါတယ်ပရိပဌာန်းနေရွတ်တယ်ကိုကမိန်မောတွေ့ဝေပြီးတော့မှတော့စိတ်နဲ့လူနဲ့မကပ်ဘူးဗျာအယံမူးနေတယ်ဆိုတာနော်စိတ်နဲ့လူနဲ့မကပ်ဘဲနဲ့ဒီရွတ်လိုက်တယ်ကိုကလည်းကိုဘာတွေရွတ်လို့ရွတ်မိမှမသိ ကိုယ့်ရဲ့အသိဉာဏ်အနေနဲ့အမှားအမှန်အကောင်းအဆိုးအကြောင်းအကျိုးကိုဝေဖန်ပိုင်းခြားနိုင်စွာမရှိဘူးလုံမီလုံရတယ်လုံတဲ့သဘောမျိုးပဲဖြစ်ပါတယ်အကြောင်းဘုအမှုသမားများအယက်သမားများအယက်ချစ်သူများဒီလိုကောင်းမှုကုသိုလ်တွေလုပ်လို့ကုသိုလ်ရလားမရလားဆိုတာနဲ့ပတ်သက်လို့ကုသိုလ်ကတော့ရလိမ့်မယ်ဒါပေမဲ့လို့မူပြီးတော့လုံတဲ့ကုသိုလ်နဲ့မမူဘဲနဲ့လုံတဲ့ကုသိုလ်ကောင်းမှုနဲ့တော့လုံးဝမတူပါဘူးခွာခြားမှုတွေရှိပါတယ် ဒါကြောင့်မို့ကုသိုလ်ကောင်းမှုတွေပြုတဲ့အခါမှာတော့အယက်ဒီဇာမတောက်စားဘဲနဲ့ဒီတိလရဲ့တမာတိရဲ့ပညာရဲ့ဆိုတဲ့ဒီသုံးချက်ညီပြီးတော့မှပြုတဲ့ကောင်းမှုကုသိုလ်တွေဒါလည်းရင်အမြတ်ဆုံးအကောင်းဆုံးဖြစ်ပါတယ်လို့ဖြစ်ကြလိုက်ပါတယ်အားလုံးပဲကိုယ်စိတ်နှပါကျမ်းမာချမ်းသာကြပါစေခင်ဗျာ